က်ပေးမဲ့တဲ့င်းကတော့43နှစ်ကြာမှောင်ရီထောင်ချခံရသူဟာပြန်လွတ်တဲ့တဲ့င်းဖြစ်ပါတယ်။လူသက်မှုတမှုနဲ့43နှစ်ကြာမှောင်ရီထောင်ချခံထားရတဲ့အိန္ဒိယနိုင်ငံသားစာဘူဘီဒန်ကို အမေရိကန်ကျင်းတော်တစ်ခုကနေလွတ်ပေးလိုက်ပြီလို့သိရပါတယ်။စာဘူဗီတန်ကိုသူ့ရဲ့အဆောင်တစ်ခုထဲမှာနေတဲ့အသက်16နှစ်အရွယ်တက္ကသိုလ်ကျောင်းသားတွန်ကင်စာကိုတက်ဖြတ်ခဲ့တယ်လို့တရုတ်ကဆုံးဖြတ်ပြီး1982ခုနှစ်မှာ ထောင်နဲ့အသက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတည်းမှာတွေ့ရှိခဲ့တဲ့သက်သေတွေအရာစာပုံမီတန်မှာအပြစ်မရှိဘူးလို့အတည်ပြုနိုင်ခဲ့တာကြောင့်53နှစ်ကြာမှားရထောင်ချခံထားရတဲ့သူကိုလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ထောင်ကလွှတ်ပေးလိုက်ပြီးနောက်မှာစာပုံမီတန်ကိုအိန္ဒိယနိုင်ငံကိုပြည်နှင်တန်ပေးဖို့ပဲစီစဉ်ခဲ့ပါတယ်။ စာဘူဗီတန်ဟာအိန္ဒိယနိုင်ငံမှာလသားရွယ်အထိပဲနေဘူးသူဖြစ်ပြီးသူကျွန်းလို့နယ်လို့သတ်မှတ်ခံခဲ့တဲ့ပြမှုတွေကြောင့်အမေရိကန်မှာအမြဲနေထိုင်ခွင့်ရရှိထားတာကိုပယ်ဖျက်ခဲ့လို့အိန္ဒိယနိုင်ငံကိုပြည်နယ်တန်ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။စာဘူဗီတန်ရဲ့မိသားစုကတော့အမေရိကန်မှာမဲနေထိုင်ခွင့်ပေးဖို့တောင်းဆိုလျက်ရှိပါတယ်ရှင်။ဒီသတင်းကိုတော့ငင်းချင်အောင်ကပေးပို့လာတာပါ။